ဒီနေ့မြန်မာနှစ်ဆ5ရက်နေ့ပါဥဒကူလာပြီကျော်6ရက်နေ့ဧပြီလ22ရက်ဖြစ်ပါလေကွာတဟာယာကျောင်းမှာအာဇုံပုံမှန်ဆက်ကတ်မြတ်ဆက်ကတ်နေပါတယ်အခုမြင်ကြည့်နေရတဲ့မြင်ကွင်းကတော့အာဟာကျောင်းမှာတန်ဃာတော်များအာဇုံဆက်ကတ်နေတဲ့မြင်ကွင်းဖြစ်ပါတယ်နော်အောင်ဆုံးတဲ့အတူဇောရရအလူခံမိုးလဲအလူပဝတ္ထုလေးတွေ တန်းစီပြီးခင်းပစ်ထားပါလေကနော်အဲနေထိုင်ရှိမယ်လွယ်အိပ်ရှိမယ်တပည့်အိပ်ရှိမယ်ခပန်းကျိုးရှိမယ်လိုအပ်ရလေးတွေလူခဏမို့နော်ဒီကတော့မဟုတ်တော့အပါစီပေါ့ပါစီအဲတန်လာတိုင်းကိုနှိမ့်နိုင်ပါလေအဲဦးစင်းစီအောင်သောစိုးစိရဲ့ဖြစ်လူစမ်းကြတဲ့ ရဟရှင်လူပြည်သူတွေကတော်တော်များပါတယ်အနည်းဆုံး9000ကနေအများဆုံး3000လောက်ရှိပါတယ်3000ကြီးရ3ဦးပါပထမဦးဆုံးစလီတာကတော့မစ္စည်းမဂုံကြီးရှာတော်ဖြစ်ပါလေကမစ္စည်းမဂုံကြီးရှာတော်ကအဲဝေသား3000အပြည့်အာလူတို့ချက်တော်တို့ဆန်တို့စီတို့ပဲတို့ငချောက်တို့ပါလူတန်းပါသေးတယ် နောက်ဓမ္မဒုဒ္ဒဆရာတော်ကတိန့်တရာဖြစ်ပါတယ်ဗျာအဲနောက်တိန့်တရာလူရှင်ကတော့ဟင်္ဒရာမျိုးကဟိုမောင်ဖြစ်ပြီးဒေါက်တာလတ်ရှိကိုရည်ပြီးပြီးရှိကြကြတယ်အဲတကွာကြီးဒေါ်လာမြင့်ဒေါ်ဆိုင်ကြီးတို့မိသားစုဖြစ်ပါတိန့်90လူရှင်ကတော့မြဝတီမျိုးဟာဖြစ်ပါတယ်တိန့်30လူရှင်ကတော့ရန်ကုန်မျိုးဟာဖြစ်ပါတယ်ကျွန်တော်ရတော့ဟို5တိန့်လူ6တိန့်လူ 5000လို့တစ်သုံးလို့အဲကုသိုလ်ရှင်နေမနေပါဘူးအဲအဲ့ကုသိုလ်ရှင်နေဝမ်းမြောက်အောင်လို့အဲနေ့စဉ်ဆုံးဆက်တတ်နေတဲ့လောက်တံလေးတွေကိုအရိုက်ကူလှထုတ်ပြနေတာပါဗျာဒီနေ့ဧပြီလ22ရက်နေ့ပေါ့ဟိုအများပြည်သူများကိုထိတ်လန့်အောင်လုပ်နေတဲ့တည်င်းစိုးတွေတည်င်းမတွေဖြစ်ပါပြီလို့စွတောင်းပေးလိုက်ပါတယ်ဗျာအားလုံးဖေးရန်ကင်းကြပါလို့နော်